ရော့ကက်ဖိုင်တာနှင့်မဟာမိတ်တပ်များ၏တိုက်ခိုက်မှုကြောင့်အနောက်မကြီးကန်ရွာနှင့် အောက်သာရွာမှအကြံဘက်စစ်အုပ်စုတပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံးမကွေးအဘယ်နဆကူမကွေးတိုင်းပခုတ်ကူမြို့နယ်အနောက်မကြီးကန်ကြီးရွာနှင့်အောင်သာရွာတို့မှတဆွဲထားတဲ့အကြံဘက်စစ်တပ်ကိုတိုက်ခိုက်ခဲ့တယ်လို့ရော့ကက်ဖိုင်တာတာဝန်ရှိသူတို့က Rapid Corps သတင်းဌာနကပြောပါတယ် rocket fighter တောင်းရှိသူတို့က10ယောက်တည်တယ်9ယောက်တန်းရရတယ်။အဲ့ရွာတွေကပခုတ်ကူမျိုးနဲ့မီတာ100လောက်ပဲကွာတာ။အင်အား900လောက်ဖြည့်ထားတယ်လို့ replica သတင်းဌာနကပြောပါလေ။ပြီးခဲ့တဲ့ April 20ရက်နေ့နဲ့21ရက်နေ့မှာနောက်မကြီးကန်ရွာနဲ့အောင်သာရွာတို့မှာအကြမ်းဖက်စစ်တပ်ကိုဒုံးဖြစ်တက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဆိုပါတက်ခိုက်မှုနဲ့ပတ်သက်ပြီး rocket fighter တပ်ဖွဲ့ကရင်းကျေးရွာနှစ်ရွာရှိ ကြံဖတ်စစ်တပ်ကိုတက်ခတ်ခဲ့သည့်နေ့ရက်များကိုထုတ်ပြန်ရတဲ့ခွဲခြားထားခြင်းမရှိကြောင်းတွေ့ရှိရပါဆိုပါတက်ခတ်မှုကိုအီယာတောင်ပြည်သူ့ကော်မတီတစ်ဖက်ပောက်ပကဖ BNY ညမမင်ခရိုင်တရင်16ဒရုန်းတစ်ဖက်ညမမင်ခရိုင်တရင်16 MPDA ရှင်းမပင်တစ်ဖက် B21 တစ်ဖက် King Fighter RC plane တစ်ဖက် UR 49ဒရုန်းတစ်ဖက် Special Force 11တပ်ဖွဲ့နဲ့ Rocket Fighter တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်